ဆင်မောမှာတခြင်းဆိုရင်ကွဲလွန်သွားခဲ့ရတယ်အဆိုတော်အတီနိုခေါ်မင်းသစ်လွှမ်းရဲ့အောင်းမေပွဲခန်းနာကျင်းပပြုလို့လောကကိုယ်ကျဲချွေးရ ပိတ်သက်ကြည့်ရှင် EDS ဘဏ်အဖွဲ့ရဲ့နောက်ဆုံးအနေနဲ့ကျင်းပပြုလုပ်ခဲ့တဲ့ EDS ဖဲဝဲပွဲမှာပါဝင်ဖြောပြေးပေးခဲ့သူတအူဖြစ်တဲ့အဆိုတော်အဒီနိုကရီမွန်ရဲ့မငုံနေတော့ဆိုတဲ့သချင်းကိုတီးဆိုနေတော့စင်ပေါ်မှာလဲကျတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။အဒီနိုဟာအရင်ကတည်းကနှလုံးသိပ်မကောင်းတဲ့သူလို့သိရပြီးတီးဆိုနေရင်နဲ့နှလုံးရှော့ဖြစ်ကလဲကျသွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ အဒီနိုဟာပြီးခဲ့တဲ့2023ခုနှစ်ဇွန်လ10ရက်နေ့တုန်းကလည်းရုတ်တရက် head attack ဖြစ်ခဲ့လို့အရှိပေါ်ကုသခဲ့ရပြီးနှလုံးသွေးကြောတစ်ချောင်းလုံးလုံးဝပိတ်သွားခဲ့တဲ့အတွက် stent နှစ်ချောင်းထည့်ထားရတာလို့သိရပါတယ်။ဒါကြောင့်မလို့လေအခုလိုဒုတိယအကြိမ် head attack ဖြစ်တဲ့အချိန်မှာဘလို့မှအသက်ကယ်လို့မရတော့ပဲ။စင်ပေါ်မှာလဲကျသွားပြီးပြင်းချင်ပါပဲ။ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းဆရာဝန်တွေရဲ့စစ်စစ်ချက်ပြောပြချက်အရသိရှိရပါတယ်။ အော်တိုဘာလ25ရက်နေ့ညကကွယ်လွန်ခဲ့တဲ့အသက်39နှစ်ရှိအဆိုတော်အဒီနိုကိုဒီကနေ့အော်တိုဘာလ29ရက်နေ့ညနေရှင်းမိုင်ကအသင်းတော်ခမ်းမမှာမိသားစုတွေကအောက်မေးပွဲနှစ်သိမ့်စုတောင်းအစီအစဉ်ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်နိုင်ရီအစီအစဉ်ကိုတော့မနက်ဖြန်အော်တိုဘာလ28ရက်မနက်ခင်းပိုင်းရေဝေးမှပြုလုပ်သွားမှာဖြစ်တယ်လို့မိခင်ဖြစ်သူအဆိုတော်ထရေစီကပြောပါတယ်။ ကွယ်လွန်ချိန်မှာအသက်38နှစ်ရှိနေပြီဖြစ်တဲ့အဒီနိုခေါ်မင်းတင်လွမ်းဟောင်း FIFA 109အဖွဲ့ရဲ့ပင်တိုင်းဆိုတော်တဦးဖြစ်ပြီးအဆိုတော်နဲ့ Harmony Tracy ရဲ့တားကြီးဖြစ်သူလည်းဖြစ်ပါတယ်အဆိုတော်အဒီနိုရဲ့အောင်းမေးပွဲအခမ်းအနားကိုတော့အဆိုတော်ကြီးဇော်ဝင်းထွန်းနဲ့အတူအဆိုတော်ရင်ကိုအဆိုတော်ဝေလာအဆိုတော်မျိုးကြီးနဲ့တခြားသောနိုင်ငံကျော်အဆိုတော်တွေလည်းတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်။